ဇမ်ဘီယာနိုင်ငံမှာအရေးမှတဲ့မြေကြီးဒဇင်ဟာတရုတ်ရဲ့ကျင်းီစီမံကိန်းကြောင့်ပြတ်တုံးသွားတယ်လို့သိရပါတယ်။ဇမ်ဘီယာနိုင်ငံမှာပြည်သူတွေရဲ့အသက်သွေးကြောဖြစ်တဲ့မိုင်ပေါင်း938လျှောက်တဲ့ကာဖူးမြေကြီးဟာတရုတ်ဆိုရပိုင်းကျင်းီစီမံကိန်းမိုင်တွေမှာစွန့်ပစ်အစစ်တွေကြောင့်တမဟုတ်ချင်းပြတ်တုံးသွားပြီဖြစ်ပါတယ်။တောင်အဖရိကနိုင်ငံတနနိုင်ငံဖြစ်တဲ့ဇမ်ဘီယာဟာတရုတ်အားကျွေးမီဒေါ်လာ၄ဘီလီယံတင်ရှိနေတဲ့နိုင်ငံပါ။ ဒါကြောင့် smartphone နဲ့တခြားနည်းပညာထုတ်ကုန်တွေအတွက်ကမ္ဘာဈေးကွက်မှာအဓိကတင်မှုရာတရုတ်ဆိုးရဟာဇမ်ဘီယာမှာချင်းနီစီမံကိန်းမိုင်းလို့နေလောက်ဆောင်နေရဇမ်ဘီယာဟာကမ္ဘာပေါ်မှာချင်းနီထုတ်လုပ်မှုအများဆုံးဆယ်နိုင်ငံတည်းထိဆင်းပေါက်ခဲ့ပြီးတရုတ်ဆိုရပိုင်စီနိုမက်တက်ကမ္ဘီမှာအချင်းနီမိုင်းတွင်လောက်ကမှာအက်စနက်အစိတ်တောက်ဖြစ်စေနိုင်တဲ့ဓာတ်သတ္ထုလီတာ350လောက်ကို ဖေဖော်ဝါရီ16ရက်နေ့ကကာဖူးမြစ်တွင်စွန့်ပစ်ခဲ့လို့အချင်းတို့တွင်မှာပဲမြညာမှာ နေပြီးတော့မိုင်60အတွင်းရေစင်းစင်းမှုမရှိဘဲကောသွားပါတယ်။ဒီလိုမြစ်ကြီးကောသွားလို့အားလုံးကအံ့အားသင့်ပြီးကြောက်လန့်သွားပါတယ်။အဲ့ဒီမြစ်ဟာမိုင်အားဖြင့်938လျားပြီးဇမ်ဘီယာနိုင်ငံမှာလူဦးရေ60ရာခိုင်နှုန်းမှီကိုအားထားနေတဲ့မြစ်ကြီးဖြစ်ပါတယ်။မြို့တော်လူစားကမှနေထိုင်သူတွေအပါအဝင်လူဦးရေ9တန်းရဲ့တောက်သုံးရေမှီကိုအားထားရဖြစ်ပါတယ်။ဒီလိုမြစ်ကြီးကောပြီးပျက်စီးသွားတဲ့အတွက်ကြောင့်ဇမ်ဘီယာပြည်သူတွေကတော့အကြီးဒုက္ခရောက်တော့မှာဖြစ်တယ်လို့ တဘာဝအရေးလေးလာသုံးသက်သူတွေကပြောပါတယ်အစစ်တွေစွန့်ပစ်ခြင်းကြောင့်လူဦးရေခွန်လက်သိန်းနေထိုင်တဲ့ကာတွေးမျိုးတစ်မျိုးလုံးရေပေးဝဲမှုရပ်တန့်လိုက်ရပါတယ်ဇမ်ဘီယာအစိုးရဟာလုပ်ငန်းခွင်မှာတရုတ်မန်နေဂျာနှစ်ဦးကိုလည်းဖမ်းဆီးလိုက်ပြီးမြစ်တခြားရေပြန်စီးဆင်းနိုင်ရည်ရွယ်ကထုံးတန့်ချိန်ရာနဲ့ချပြီးမြေအတွင်းလိုက်လံကျဲဖြတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်ဒါမဲ့ဒီထုံးတန့်ချိန်ရာနဲ့ချကျဲချတာလဲအဲ့ဒီမြစ်ထဲမှာရှိတဲ့ chemical acid တွေကို ဘလို့များပြန်ပြီးတော့ဖယ်ထုတ်မလဲဆိုတာလဲမေးခွန်းတွေထွက်နေပါလေအဲ့ဒီမြေရဲ့တောက်ရည်တုံးကြီးဟာလုံးဝတုံးဆွဲလို့မရအောင်ညဉ့်ဉန်းသွားပြီဖြစ်ပြီးမြေအတွင်းမှာမှီတင်းနေထိုင်တဲ့ရေတံခါးအလုံးတွေတေးကျပျက်စီးနေတာကိုဓာတ်ပုံတွေမှာစင်မကောင်းပွဲတွေ့ရပါလေဇမ်ဘီယာဆိုရကတော့လောလောဆယ်မှာဒေတာတွင်လှုပ်ရှားသူတွေပြည်သူတွေရဲ့ဖြစ်တဲ့ဝေဖန်ခြင်းကိုခံနေရပါတယ် တရုတ်မန်နေဂျာတွေကိုဖမ်းဆီးလိုက်ပြီးမဲ့အဲ့ဒီတရုတ်ရဲ့စီနိုမက်တဲ့တံမီးစမှုလုပ်ငန်းကတော့ဆက်လက်လက်ပတ်နေစေရှိနေတယ်လို့သိရပါတယ်။တရုတ်ဆိုရကတော့ဖမ်းလိုက်တဲ့ဇမ်ဘီယာဆိုရအာမန်နေဂျာတွေကိုပြန်လွတ်ပေးဖို့အတွက်ပြောထားပါတယ်။တကယ်လို့အဲ့ဒီလိုမျိုးဆက်လက်ဖမ်းဆီးပြီးရေးယူမယ်ဆိုရင်တရုတ်ကဇမ်ဘီယာနိုင်ငံအပေါ်မှာရှိတဲ့ကျွေးမိတွေကိုအခုတိုးမြင့်ကဒီထက်ပိုပြီးတော့ကောက်ခံမယ်လို့ဆိုပါတယ်။ဇမ်ဘီယာဆိုရကတော့လက်တော်မှာ တရုတ်ကျွေးမိတွေကိုလည်းမဆက်နိုင်တဲ့အခြေအနေကြောင့်စုပ်လဲစူးစားလဲယူမဲ့အခြေအနေကိုရောက်ရှိနေပြီလို့နိုင်ငံရေးလေးလာသူတွေကပြောပါတယ်။